ကျွန်တော်ကိုယ်တိုင်လည်း diet plan ပုံစံမျိုးစုံလုပ်ဘူးတယ်။တချို့အဆင်ပြေတယ်တချို့အဆင်ပြေဘူးပေါ့နော်။ဝေးချတဲ့ခါကျရင် bike ချတဲ့ခါကျရင်ပုပ်ပုပ်ပြောင်းလဲတဲ့ခါကျရင်လူအများစု diet plan လုပ်တဲ့ပုံစံလေးတွေအဆင်မပြေတော့သိရတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုထဲမှာစိတ်ညစ်စရာမကောင်းတဲ့ diet plan ပုံစံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုမိတ်ဆွေတည်ပြီးသွားတဲ့ခါကျရင်အရင်အထက်ပို့ပြီးတော့မှတာတော့ပါလိမ့်မယ်။ ပိုပြီးတော့မှလည်းရက်လက်ကောင်းတွေရနိုင်ပါတယ်။ကြည့်ကြည့်လိုက်ရအောင်။ကိုယ်ခန္ဓာကိုယ်ဝေးချဖို့အတွက်လေ့ကျင့်ရလို့တဲ့သူတော်တော်များများခုဆိုရင်ပေါ့နော် carry balance လို့ခေါ်တဲ့ carry in carry out ဒီ balance ကိုတော့အနည်းငယ်သိထားပြီးသားပြီလို့ထင်ပါတယ်။ဒါလေးကရွေးရှင်းပါရင်ဒါကတော့ main ပေါ့နော်။ဒီကနေကျွန်တော်တွေ့ဖြီးလို့မရပါဘူး။ဒုတိယဝေးချမလား၊ဒုတိယဝေးတက်လာမလားဆိုတာကဒုတိယရဲ့သူရဲ့စားသုံးတဲ့ပမာဏရဲ့ပြီးသူပြန်သုံးလိုက်တဲ့ပမာဏဒီပမာဏမူတည်ပြီးတော့မှသိတာမှာဖြစ်ပါတယ်ပေါ့နော်။ဆိုတော့တကယ်လို့ ကိုအနေနဲ့ပေါ့နော်အခုကအစီပိုင်းရှိနေတယ်ဆိုရင်လက်ရှိကိုခန္ဓာဝင်ထားလေးကအဝင်ရောအစီရှိနေရရောကိုထွက်နေရတာရောညနေဆိုရင်ဝေးကကြမှာမဟုတ်ဘူးပေါ့နော်ကျမ်းမြင့်ပြောရမယ်ဆိုရင်အဲတကယ်လို့ကိုကဝေးကြခြင်းတဲ့ခါကျရင်ကိုရဲ့အဝင်လေးကိုရှော့ရင်ရှော့မရှော့ဘူးဆိုရင်အဝင်လေးကိုနည်းနည်းရှော့ပြီးတော့မှဒီအောက်အထွက်ပေါ့နော်လေ့ကျင့်ခန်းလေးလုပ်ပြတာလိုမျိုးတုံးပြတာလိုမျိုးတုံးပြလိုက်တဲ့ခါကျမှလည်း carry က minus ပြပြီးတော့မှဝေးကြအစီကျနိုင်မဲ့အနေထားလေးကိုပြောတာပေါ့နော် အခြေခံအပြည့်တော့ကျွန်တော်ဝေးချတဲ့ခါကျရင် carry အဝင်ကိုကျွန်တော်တို့တစ်ခုပဲ short တယ်ဆိုရင်ဒါဘာဖြစ်နိုင်လဲပြောရမယ်ဆိုရင်တချို့ကပြောချင်တာအစားပဲ short ဖြစ်လိုက်တယ်။ဒါမှမဟုတ် carry အဝင်ကိုရော့စေတဲ့တခြားနီးလန်းတွေဖြစ်တဲ့ဒါပုံစံမျိုးမျိုးပေါ့နော်အစီချာစေးတောက်တာပဲဖြစ်ဖြစ် ဲတခုခုပေါ့နော်အဲ့လိုမျိုးလုံးလိုက်တဲ့ခါကျရင်အဲ့ဒီတခုပဲလုတ်တယ်ဆိုရင်ဘဝင်ဘက်ကပဲအာရုံစိုက်ပြီးတော့မှဒါဝဲလုတ်မယ်ဆိုရင်ကျွန်တော်တို့ကကြာလိုက်ခါကျရင်မဖြစ်နိုင်လဲပြောမယ်ဆိုရင်မဆယ်ကြာနိုင်မယ်ပြီးရင် stress ခွန်အားတွေကြာနိုင်မယ်နောက်ကကျွန်တော်တို့ကြစ်လက်မှုတွေရောသွားနိုင်တယ်ပြီးရင်နောက်ပိုင်းကျရင်လွယ်လွယ်ကူကူပြန်ပြီးတော့မှအစီတက်ဖို့အတွက်လည်းဖြစ်သွားစေနိုင်တာပေါ့နော်အဘလို့ဆိုတော့ဒီကြွတားကြတာတို့ခွန်အားကြတာတို့ကြစ်လက်မှုကြတာတို့ဒါအစီတက်လွယ်တာတို့ဆိုတာကလေခန္ဓာကိုယ်ကတဘာဝအဖြစ်ကိုအသက်ကြီးလာတာမြင့်အမြတ်သူ့အနေနဲ့တူလဲ ဖြစ်လာမှာအဲ့ဒီအချိန်မှာကိုကကယ်ရီဝင်တစ်မျိုးတည်းပဲဆိုရှော့ပြီးတော့မှဒါကိုပူကြအောင်လုပ်တယ်ဆိုရင်ကိုမြင်မြင်ပူအိုမင်းလာမယ်ရော့ခါရမယ်ပေါ့နော်အဲ့တော့အဆင်မပြေဘူးဆိုတော့ကျွန်တော်တို့အကြံပေးချင်တာကကယ်ရီအစားတစ်ခုတည်းပဲရှော့မယ်အစားပေါ့နော်ရေရှည်ကုတ်ကျဲမရေးအတွက်လဲကိုလိုက်စားလို့ရမယ်ကိုကိုလည်းပူပြီးတော့မှကောင်းမွန်စေမယ့်အရာမျိုးကတော့အဝင်ဖြစ်တဲ့အစားကိုတင်းတလောက်စားတင်းတလောက်ပဲရှော့ လျှော့ပြီးတော့မှအဲ့ဒီအချိန်မှာကိုယ့်ရဲ့ carry အထွက်ပိုများဖို့အတွက်ဆိုရင် cardio base cardio နဲ့ဆိုင်တယ်လေ့ကျင့်ခန်းတွေ resistant base ဒီဝိမ့်မလိုမျိုးပေါ့နော်အလေးနဲ့ခုခံအားပါတဲ့လေ့ကျင့်ခန်းတွေလောက်တာလိုမျိုးတွဲပြီးတော့မှအဲ့လိုမျိုးလျှော့သွားတယ်ဆိုရင်ကျတော့ရလကမတူတော့ဘာလို့ဆိုတော့အဲ့လိုမျိုးလုပ်ရင် muscle တွေကိုပို့ပြီးတော့မှတည်ဆောက်မိမယ်ပြီးရင် maintain ရှိပြီးသား muscle တွေကိုပို့ပြီးတော့မှလည်းထိန်းသိမ်းမိတာပေါ့နော်ပြီးရင် more fat burn အစီပို့ပြီးတော့မှကြာလွယ်ပါတယ် နောက်ဆုံးဒီနီးရကျွန်တော်တို့ခန္ဓာကိုကြည်လင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အကြံပြုချင်တာကလည်းဆိုတော့ဖြစ်နိုင်ရင် do boat နှစ်ခုလုံးလုပ်ပါတဘွားအစားပိုင်းဆိုင်ရာမှာလည်းရားများလေး short ထိမ့်သိမ့်လေ့ကျင့်ခန်းပိုင်းဆိုင်ရာမှာလည်းတန်ရများလေးတိုးတိုးပြီးတော့မှလှုပ်သွားအဲ့လိုနှစ်ခုတပြိုင်နဲ့လှုပ်သွားရဆိုရင် best outcome အကောင်းဆုံးရမယ်ဆိုတာတော့အခုချိန်မှာတော့တော်တော်များများတည်ပြီးသွားရတယ်ထင်ပါတယ်ကျွန်တော်အခုဒီဗီဒီယိုထဲမှာ ပြောချင်တဲ့အပိုင်းကဘာလဲဆိုတော့ခုနအတိုင်းကျွန်တော်တို့လုပ်တဲ့ခါကြရင်ဘူးမဆိုးပေါ့နော်ခုနအတိုင်းကိုအောင်မြောင်လုပ်နိုင်ဖို့အတွက်ဆိုရင် must have concept ဒီအတွေးမြင်လေးတော့ရှိဖို့လိုတယ်ကျွန်တော်ခန္ဓာကိုယ်နဲ့ပတ်သက်လာပြီဆိုရင်အစားအသောက်စားတဲ့ခါကြရင်ခန္ဓာကိုယ်ကိုသုံးပြစ်တယ်သုံးပြင်ပြန်ပြီးတော့မှအားဖြည့်ရတယ်အားဖြည့်ပြီးပြန်သုံးတယ်အဲ့လိုလဲပတ်နေရတယ်ဆိုတဲ့အတွေးအဲ့ခန္ဓာကိုယ်ငါသုံးမယ်ပြင်ပြန်အားဖြည့်ပြီးမယ်သုံးမယ်ပြန်အားဖြည့်မယ် အဲ့အတွေးရှိကိုရှိဖို့လိုရနော်အဲ့အတွေးရှိရလူနဲ့မရှိရလူဟာကွာသွားမှာအဲ့အတွေးမရှိရလူဟာစားပဲစားနေတယ်ပြီးရင်ကျတော့ဝေးကြချင်းကျတော့ပြန်သုံးဖို့မစင်စားအောင်အစားလေးကိုပြန်လျှော့လိုက်မယ်ကြာရင်ပို့ပို့ပြီးတော့မှအားနေလာမယ်ချိနေလာပါလိမ့်မယ်ကိုယ့်ရဲ့ကြန့်ခိုင်မှုတွေကိုယ့်ရဲ့နုပြူမှုတွေပေါ်ပါမှုတွေတန်ဆွမ်းမှုတွေအကုန်ဒါ bye bye နှုတ်ဆက်လိုက်တော့ပါနော်ဆိုတော့ဒီ idea လေးကိုအရင်ဆုံးခေါင်းလေးကိုရိုက်တွင်းထားပါဟာငါခန္ဓာကိုယ်ငါတုံးရမယ်ပြီးရင်ဘာဖြစ်တော့ပြန်ပြီး refuel ပြန်ပြီးတော့မှအားဖြည့်ပေးရမယ်အဲ့တော့ အားဖြည့်ပေးတယ်ဆိုတာဘာတော့အားဖြည့်ဖို့ဆိုဘာလို့ရတော့ food အစားတောက်စားရတယ် food is for reviewer so တဘောကဘာလဲဆိုတော့အစားအသောက်ကိုအစားအသောက်လို့မမြင်ပါနဲ့တော့ကိုကသူများတဲ့ပုံကြီးကျမ်းမာချင်တဲ့လူကိုခန္ဓာကိုဝေးကြချင်တယ်ပြောင်းလဲချင်တယ်အမြဲတမ်းလှချင်တယ်ဆိုရင်အစားအသောက်ကိုမြင်တဲ့ခါကျအစားအသောက်လို့မမြင်ပါနဲ့တော့အစားအသောက်က is for reviewer အစားအသောက်ဆိုတာငါခန္ဓာကိုကိုဘာဖြစ်တော့ reviewer အားပေးဖို့ပြန်ဖြည့်ဖို့အတွက် ပြင်ပြန်သုံးဖို့အတွက်ပြင်ပြန်ဖြည့်မယ်လို့တွေးရင်မိတ်ဆွေနောက်ခါကျရင်အစားတောက်ကိုရွေးတဲ့ခါကျရင်ကိုယ်ကရွေးချက်ရှိသွားတယ်မဟုတ်ရင်လေဝေးချရတဲ့ကျမကြီးလိုက်စားရဲဆိုတာလေကိုကိုကိုလေဒုက္ခပေးသလိုအဲ sacrifice ပေါ့လေအရန်ကိုနင့်နာခံရလို့မျိုးဖြစ်တော့မှာတကယ်ကျတော့ဒီမှာအသွေးအမြင်ကွာတယ်ရေရှည်လုံးနေလူနဲ့ခဏလောက်ပဲလှုပ်ပြီးရက်သွားတဲ့သူကဒီမှာတင်အသွေးကွာသွားလို့ပဲအဲ့တော့ခုကလေးကဒီအတွေးလို့ပြောင်းကြည့်ပါပြောင်းကြည့်ခြင်းအားဖြင့်ကျွန်တော်တို့အစားတောက်ပေါ်မြင်တဲ့အမြင်များများလာပြီးဆိုတဲ့ခါကျရင် ကွာတောင်းတယ်ဆိုရင်ဒီ save like member စားတာမျိုးတစ်ဆာရင်ပို့ပြီးတော့မှဒါမျှတော့တော့ဗောနော်အမွင် save look ကိုလွတ်နေပဲစားမယ်ခုထီကိုကျွန်တော်တို့ကျမ်းမာရေးချိုရင်းနေတာတောင်မှအဲ့ဒီ save ကိုမပြောင်းနိုင်တဲ့လူအများကြီးစိတ်မကောင်းစွာတွေ့ရပါတယ် ဆိုတော့ဒီကနေ့စပြီးပြောင်းကြည့်ပါအဲ့လိုဆိုလမ်းစားပေါ်သွားရင်လမ်းစားပေါ်ရတဲ့ခါကျရင်ကျွန်တော်တို့ဝိတ်ချခြင်းတဲ့ခါကျရင်ဒါအစားတောက်ဆိုတာကအားဖြည့်ဖို့ဆိုမှတော့အားဖြည့်တာဆိုတော့စီနဲ့တူတယ်စီဆိုတော့ carry ပဲပြောချင်တာကိုယ်ခွန်အားပေးတာ carry ဆိုတာခွန်အားအဲ့တော့တည့်ရတည့်ရကျွန်တော်တို့လိုအပ်တဲ့ carry ကိုကိုယ်ကတိသွားလိမ့်မယ်ထားပါတော့တယောက်နဲ့တယောက်မတူးမှာတော့တချို့ဆိုရင်တရက်ကို1000 carry လုံးရင်လုံးမယ်ဒါကတော့ဟိုကျွန်တော်တို့သွက်ကြည့်လိုက်ရင်သိရတာပေါ့နော်တချို့ဆိုလဲ2000 2500 okay ကိုယ်ခန္ဓာကိုလိုအပ်တဲ့ပမာဏအလျောက်ကိုယ့်ရဲ့ carry ကိုတိသွားပြီဆိုရင်ဒီ carry ကနေမှကျွန်တော်တို့တွေက ဘလို့စားမလဲဆိုတဲ့ဟာလေးထွက်လာတာပေါ့နော်ပြောချင်တာကအစားတောက်တိုင်းကကယ်ရီပါတယ်တစ်ဆက်ထဲမှာပဲမတူညီတဲ့ကစီဓာတ်ပရိုတိန်းလို့ခေါ်တဲ့အသားဓာတ်ဖက်လို့ခေါ်တဲ့အဆီဓာတ်ပါဝင်မှုလည်းမတူနိုင်ဘူးဆိုတော့ဥပမာဆိုပါဆိုနွားနို့ဆိုရင်ကျွန်တော်သုံးမျိုးလုံးပါတာပေါ့နော်ကာဘိုဟိုက်ဒရိတ်လည်းပါတယ်ပရိုတိန်းလည်းပါတယ်ဖက်လည်းပါတယ်အဲဒါမဲ့ကျွန်တော်ထမင်းဆိုရင်ပရိုတိန်းသိမ့်မပါဘူးအဓိကပြီးကာဘိုဟိုက်ဒရိတ်ပဲပါတော့တယ် အစီအစိုးလဲဒါမပါတလောက်ပဲဗောနော်ဒါတွေကအစားအသောက်တိုင်းမှာ chat တွေထဲမှာလိုက်ပြီးကြည့်လိုက်မယ်ဆိုရင်ဘယ်အစားအသောက်ဘာပါလဲဆိုတာသိရတာဗောနော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအစားအသောက်နောက်ကိုလိုက်တာတဲ့ဆိုင်ရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အချိုးအစားကျန်းမာခြင်းတဲ့ခါကျရင်ကျွန်တော်တို့ရဲ့ calorie ကိုဓာတ်တွေနောက်လိုက်တာဘူးကောင်းတယ်အစားအသောက်တဲ့ဆိုင်ဓာတ်တွေဆိုပါဆိုဥမာ carbohydrate ကစီတက်ဆိုကိုဘယ်လောက်စားမယ် protein ဘယ်လောက်စားမယ် fat ဘယ်လောက်စားမယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးခွဲခြားလိုက်ရတာအဲ့တော့ပြောမယ်ဆိုရင်ဒီလိုဇာတ်လိုဖြစ်သွားပါဗော ကျွန်တော်တို့တနက်တနက်စားတဲ့အခါကျရင်ကျွန်တော်တို့အစာနှက်ရဲ့ဒါကာဘိုဟိုက်ဒရိတ်ပါမယ်ဖက်ပါမယ်ပြီးရင်ပရိုတိန်းပါမယ်ဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့ဒါရတာပေါ့နော်ဒီစားတဲ့ဟာတိုတက်ပမာဏကကျွန်တော်တို့ခန္ဓာကိုယ်လိုအပ်တာထက်နည်းနည်းယော့ကိုယော့ရမယ်ဖြစ်နိုင်ရင်ယော့ကိုယော့မှာပေါ့နော်အဲ့လိုမှလည်းကျွန်တော်တို့အစီချတဲ့လူဝိတ်ချတဲ့လူတွေကရက်လက်ရမှာဖြစ်ပါတယ်တကယ်လို့အစီမကြဘူးကိုကိုဝိတ်မကြလို့ထင်ရင်တိလိုက်ပါတော့ကော်ဒီမှာပြက်နာတတ်တယ် โอเคစိတ်ညစ်စရာကောင်းတဲ့ကျွန်တော်တို့ diet plan ဆိုတာဘယ်လိုလဲလို့ပြောရမယ်ဆိုရင်ဒီမှာကြည့်လိုက်ပါကျွန်တော်ဒီမှာပြထားအညီမြပြထားတာဟုတ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကကြတော့ဒီ balance စတာပိုကောင်းတယ်လို့ရေရှည်မှာလောက်သွားတယ်ဆိုရင်ပိုကောင်းတယ်လို့ကျွန်တော်တို့မြင်တာပေါ့နော်တပွားတချို့ဆိုရင်ပေါ့ဗျာကာဘိုဟိုက်ဒရိတ်မစားငါဝေးချနေပြီထမင်းမစားတော့ဘူးလုံးဝထမင်းမစားတော့ဘူးကာဘိုဟိုက်ဒရိတ်နဲ့တူတဲ့ဟာပေါ့တပွားအာလူးတွေပါတယ်အချိုတွေအကုန်ဖြတ်တယ် protein နဲ့ fat အစီနဲ့အသားပဲစားတော့တယ်အဲ့ဆိုဘာနဲ့တော့တူမှာတော့ keto diet နဲ့တူသွားတယ် တချို့လုံနိုင်တယ်တချို့တက်ဆင်ပြေတယ်ကိုခန္ဓာကိုအရာရောလက်ခံနိုင်စွမ်းရောကိုကိုယ်တိုင်ရောဒါ favorite ကြိုက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဆင်လဲပြေတော့ဝေးလဲကြာရဆိုရင်သူ့အတွက်ကီတိုအဆင်ပြေတချို့တွေကကြတော့မရောက်ထမင်းစားမအောင်ရမှာအဲ့ဒီအချိန်မှာကျွန်တော်ကီတိုသွားလုပ်မယ်ဆိုရင်အဲ့ဒီကီတိုဆိုတာကိုယ်အတွက်စိတ်ညစ်စရာကောင်းတဲ့ diet plan ဖြစ်သွားပြီဟုတ်တယ်နော်ဒီထဲမှာလည်းအဲ့လိုမျိုးဒူတွေပါမယ်ထင်ပါတယ်ကျွန်တော်ဆိုလဲမရောက်ကျွန်တော်ဆိုလဲ carbohydrate ထမင်းစားမရမှာအနည်းငယ်ဖြစ်ဖြစ်ပေါ့နော်အဲ့တော့ ဒါတွေကတတ်နိုင်မြအချိုးစားပေါ်မူတည်တော့မှကျွန်တော်တို့စိတ်ညစ်စိမ်းမှဖြစ်ပါတယ်။တချို့ကျတော့ဗာလဲဆိုတော့ဒီလိုပေါ့ fat မစားဘူး။ protein နဲ့ carbohydrate ကိုပဲစားတဲ့ diet plan တွေတဘွားစီလုံးမပေါဘူး။ရရှိမှာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့စားလို့စိတ်ကိုလည်း short ချနိုင်မှာမဟုတ်ပါဘူး။စားလို့စိတ်ရပူပူတိုးလာမယ်ပြီးရင်နောက်ကခန္ဓာကိုယ်မှာကောင်းတဲ့အဆီဓာတ်တွေမရဘူးဆိုရင်အဆီကျောက်ကိုလည်းပူပြီးနောက်ပိုင်းခက်လာမှာ။ hormone imbalance ပေါ့နော်။ဒီ hormone ဆိုင်ရာတွေဒါမတည်ငြိမ်မှုတွေပိုဖြစ်လာမယ်။ဆိုတော့ ကျွန်တော်တို့ကတော့အကြံပေးချင်တာကကိုယ့်ရဲ့ချိုးစားရှာဖို့လိုတယ်။ဒါပေမဲ့လုံးဝကိုတခုတခုပြစ်ပယ်မထားတာကတော့ရရှိဖို့သွားလို့ရပါလိမ့်မယ်။ခေါင်းထဲမှာတခုတော့လုံးဝသတိထားဖို့လိုတာဘာလဲဆိုတော့ဒီကာဘိုဟိုက်ဒရိတ်တွေဒီအဆီဓာတ်တွေဒီအသားဓာတ်တွေဒီဓာတ်တွေကိုစားတဲ့အခါကျရင်ဘယ်ဟာပိုပြီးအရေးကြီးလဲပြောရမယ်ဆိုရင်ပရိုတိန်းအသားဓာတ် အသားတက်ဆိုမိတ်ဆွေလည်းသိပါတယ်ကြက်သားတွေပါမယ်စိတ်သားတွေပါမယ်ဝက်ကူမှာအသားကြီးပါမယ်အမဲသားပါမယ်ပဇွန်တွေလည်းပါမယ်ကျူတွေပါမယ်ပေါ့နော်အဲ့အသားတက်တွေကိုပြည့်အောင်အရင်ဦးဆုံးကျွန်တော်စားပါဒီမှာကျွန်တော်ကျဲသုံးလေးကျွန်တော်ပြထားတယ်ဘာလို့လဲလို့ပြောရမယ်ဆိုရင်ဒီအသားတက်ကကျွန်တော်တို့ခန္ဓာကိုယ်ကနေမှမထုတ်ဝေးနိုင်ဘူးမထုတ်ဝေးနိုင်တဲ့အခါကျရင်ကျွန်တော်တို့ခန္ဓာကိုယ်ကအခုလိုဝေးချတဲ့အခါပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကဒါထိမ့်သိမ့်တဲ့အခါပဲဖြစ်ဖြစ်ဆိုရင်အသားတက်လိုရတယ်လိုရတဲ့အသားတက်ကိုကျွန်တော်တို့ကမဖြစ်ပေးနိုင်ဘူးမစားနိုင်ဘူးဆိုရင်ခန္ဓာကိုယ်ကအရင်ဦးဆုံးတူလောင်ထားရတယ်ပေါ့နော်ဒီ သူ့မှာရှိတဲ့ကြွက်သားတွေကိုအရင်ဆုံး protein တက်လွဲတဲ့အသားအတွက်အတွက်ဖြည့်ဆည်းပြီးတော့မှရည်သုံးပြလိုက်မယ်အဲ့ဆိုမိတ်ဆွေမဆက်ကြမယ်ဒါမှမလောက်ဘူးဆိုရင်မိတ်ဆွေအတွင်းကလီစာတွေ organ တွေဒါတွေပါယူသုံးပြမှာတော်ဘလူတယောက်ကတကယ်လို့အစာအာဟာရပြည့်ဝအောင်မစားနိုင်ဘူးအသားတက်လည်းလုံးဝမစားနိုင်ဘူးကြာလာရင်မဖြစ်တော့ခန္ဓာကိုယ်ကဒါအသက်မရှင်နိုင်အောင်နောက်ဆုံးသေတဲ့အထိကိုဖြစ်နိုင်တာပေါ့နော်ဆိုတော့အသားတက်ကအရေးကြီးရပါဘူးဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မထုတ်ပေးနိုင်ဘူးကျွန်တော်တို့စားပေးမှပဲဒီတက်ကိုကျွန်တော်တို့ရမှာအဲကြောင့်မလို့ကျွန်တော်တို့ကအသားတက်ကိုလုံးဝထိတ်ဆုံးမထားတာ ဝိတ်ချရတယ်ဝယ်ဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ပတ်သက်လာပြီဆိုရင်အသက်ကြီးလို့အင်အားနည်းလာဖြစ်ဖြစ်ဆိုရင်ပရိုတိန်းဒါ main ပါပဲ။ဘာလို့ဆိုတော့ကျွန်တော်တို့အများစုကပရိုတိန်းကိုသုံးသပ်ရုံဒါမစားဖြစ်ကြတာများလို့ပေါ့နော်။ဆိုတော့ဒါလေးကိုလုံးဝကယူဆိုင်ပြီးစားပါ။ဒီထဲမှာဒုတိယအရေးကြီးတာ fat အဆီ to start ပြထားတယ်။ဒါပေမဲ့တခုကယူဆိုင်ရမှာအဆီက carry dance carry ရမ်းများအဲ့တော့စားမရဆိုပိုဝလွယ်တာပေါ့နော်။ဝလွယ်တာပေါ့ပြောရမယ်ဆိုရင် carbohydrate ဆိုတဲ့ဓာတ်ကကျတော့ကျွန်တော်တို့ခန္ဓာကိုယ်ကမရှိလဲရတယ်။ ာလို့ဆိုတော့ကျွန်တော်ခန္ဓာကိုယ် energy လိုပြီဆိုရင်အဆီဓာတ်ကနေယူသုံးမယ်ဒါမှမဟုတ်ခန္ဓာကိုယ်ထဲမှာတူလောင်တဲ့အဆီကိုယူသုံးမှာဆိုတော့ carbohydrate ကမစားလိုက်ရတဲ့အထက်မှာပါတယ်ဒါပေမဲ့အဲရေရှိမှာကြတော့လုံးဝမစားရင်ကြတော့တချို့လူတွေပြဿနာဖြစ်နိုင်တော့စားတဲ့ပမာဏကိုလည်းလိုအပ်ရင်ကွာစားလို့ရတယ်လုံးဝဖြတ်ခြင်းလဲဒါတချို့အတွက်အဆင်ပြေတယ်တချို့အတွက်ကြတော့ဒါမဖြတ်အဆင်တော့တရားနဲ့တရားမတူနိုင်ဘူးပေါ့နော်ဆိုတော့ဘာပဲပြောဒီမှာဦးစားပေးကျွန်တော်ပြောချင်တာက ရိုတင်းကိုအဓိကရအောင်စားပါဖက်ကိုပါပလိစေကာဘိုဟိုက်ဒရိုက်ပါပလိစေဒီအရင်မှာကိုပျော်တဲ့ပမာဏကိုတိဆောက်သွားမှာဥပမာတချို့ဆိုရင်နဲ့ထမင်းများများပူစားခြင်းနဲ့ကစီတက်အာလူးတို့ဒါမှမဟုတ်အဲ့လိုမျိုးပမာဏပူစားခြင်းနဲ့ခေါက်ဆွဲတွေပူစားခြင်းနဲ့ပေါင်းမို့တွေပူစားခြင်းရင်ဖက်ကိုနည်းနည်းလေးလျှော့လိုက်ပေါ့နော်ဖက်ကိုနည်းနည်းလေးလျှော့ပြီးတော့မှပရိုတင်းလေးကိုလည်းကိုထိုက်သိမ်းလောက်လေးစားပေးအဲ့လိုမျိုးကကိုကဒီပမာဏအမောင့်လေးနည်းနည်းပါချက်ရမှာတစ်ခုကိုလုံးဝဖြုတ်လိုက်လို့မရအောင်သုံးခုလုံးပါပလိစေအဲ့ဒါအောင်မှအချိုးစားလေးပဲပြောင်းလို့ရမှာ ဆိုတော့အဲ့လိုလေးပြောင်းလိုက်ခြင်းအပြင်ကိုယ်ကိုပို့ပြီးတော့မှစိတ်ကျဉ်နေစေတယ်စိတ်ညစ်စရာမကောင်းတဲ့ diet plan ပို့ပြီးတော့မှဒါပုံစံပေါ်လာတာပေါ့နော် Okay နောက်ထပ်ဆက်သွားမယ့်အပိုင်းကမိတ်ဆွေကို diet plan ဘိုင်းနဲ့ပတ်သက်ပြီးတော့မှ diet ပုံစံနဲ့ပတ်သက်ပြီးတော့မှအခုအတွက်ပေါ့နော်ပို့ပြီးတော့မှအမြင်ကိုရှင်းလင်းသွားစေမယ့်ဟာလေးတွေပါဝင်လို့တကြောင်မလို့ဆက်ပြီးတော့မှကြည်လိုက်ရအောင်နော်ဒီမှာကြားပြတ်တစ်ခုပြောချင်ပါတယ်တချို့လူတွေကဘဝကိုပေါ့ပေါ့လေးပဲနေချင်ပါတယ် အခုကျွန်တော်ပြောရရင်ခေါင်းမစားကန်ချင်ဘူးစိတ်တဆားမယ်ကိုကျမ်းမာရိုးတင်းပစ်ထားမယ်ပြင်းထူမယ်ဒီတိုင်းပဲစိန်ခံမယ်ဘာမှမလုပ်ချင်ဘူးပေါ့နော်ဆိုတော့ဘာလို့မှလဲ negative အတွေ့လည်းပို့ပြီးတော့မှမရတော့ပေါ့နော်အဲ့လိုလူတွေကတော့ကျွန်တော်ခုပြောတာတည်းဘာမှအသုံးဝင်မှာမဟုတ်ဘူးအဲ့လိုတွေကကျွန်တော်ပြောလို့ရပါလဲဆိုတော့ဒါမိတ်ဆွေရွေးချယ်မှုပါကျွန်တော်တို့ဘဝကိုကျွန်တော် view မဆိုင်ပဲနဲ့မြန်မြန်ကုံဆုံးသွားအောင်လည်းလုပ်လို့ရသလိုဒါမှမဟုတ်တချို့တော့သူတွေလုပ်သူလို့ပေါ့နော်ထိမ့်ထိမ့်တိမ့်တိမ့်လေးနဲ့ရေရှည်လေးပို့သွားလို့ရအောင်တဘဝအစားကိုကိုကြိုက်သလောက်နေတိုင်း ကိုကစားလို့ရတယ်။ဘီယာကိုကြိုက်တယ်။ဘီယာနေတိုင်းတောက်လို့ရတယ်။ဒါပေမဲ့ဘီယာကိုနေတိုင်းတောက်မလားမတောက်ဘူးစားကိုရွေးချယ်မှုပဲ။နေတိုင်းတောက်ပြီးနေတိုင်းပျော်ပြီးတော့မြင်မြန်ဒါကိုသွားမယ်လမ်းကိုသွားချင်တယ်ဆိုလဲကိုရွေးချယ်မှုအသေးလေးပိုင်း၆သွားချင်တယ်ဟုတ်လားတပိုင်းဒါမှမဟုတ်ကိုကဘီယာရမ်းကြိုက်တယ်ကြိုက်တဲ့အတွက်ကြောင့်မလို့နည်းနည်းပို့ပြီးတော့မှကြာကြာလေးအသက်ရှည်ရှည်လေးနဲ့တောက်သွားချင်တဲ့အတွက်ကြောင့်မလို့ဘီယာလေးတောက်လိုက်ကျန်းမာရေးပြန်ထိန်းလိုက်ဘီယာလေးကိုပြန်တောက်လိုက်အဲ့လိုမျိုးလေးနဲ့ပဲသွားမလားတကူရွေးချယ်ရတာပေါ့နော်ဆိုတော့ဒီ diet plan ဆိုတာကဒါကိုဘယ်လောက် လုံမလဲမလုံဘူးလဲဆိုတာကိုယ့်ရဲ့ရလက်ကဘလောက်အရေးကြီးလဲပေါ့မူတည်တာပေါ့နော်ဆိုတော့အဲ့လိုခုနပြောသလိုကိုယ့်တက်ဘာမှမဟုတ်ပါဘူးအဲကျမ်းမာကြီးလိုက်စားရတာနောက်ဆုံးပိတ်ဆုံးဆိုရင်လဲကမဆက်ကြည့်နေတော့ပေါ့နော်အခုကျွန်တော်ဆက်ပြောသွားမှာကအဲ့လိုလူတွေအတွက်မဟုတ်ပါဘူးကျွန်တော်ဆက်ပြောတော့မှာကိုကျမ်းမာရေးဂရုစိုက်တယ်တက်နိုင်မြထိန်းသိမ်းထားခြင်းတယ်ကိုတက်ရှင်တွေတော့မှာ quality မြင့်မြင့်ကိုကိုနိုင်နေပြီးတော့မှာအကောင်းဆုံးဘဝ quality အမြင့်ဆုံး နေထိုင်သွားခြင်းနဲ့ဆိုတဲ့ဒူတွေအတွက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတော်မှနောက်ထပ်နှမျိုးကွဲသေးတယ်အဲ့ဒါဘာလဲဆိုတော့တချို့ကကျတော့ရလဲရခြင်းတဲ့အတွက်ကြောင့်မလို့လုံးဝ strict ပေါ့လေလုံးဝစီကံတင်းချက်ပြီးကိုယ့်ကိုယ်လှုပ်တယ်တချို့ကကျတော့ရလဲရခြင်းတဲ့ဒါပေမဲ့ပိုကောင်းမလားဆိုတဲ့ပုံစံမျိုးလေးနဲ့ပဲအရင်ကြီးရလဲမရလဲရတယ်ဆိုပေါ့ပေါ့လေးပဲသွားခြင်းတဲ့ဒူလည်းရှိတယ်ဆိုတော့သူတို့နှစ်ယောက်ရဲ့လုံးမလုံးကြီးလည်းတူမှာမဟုတ်တော့အဓိကအဖြစ်ကျွန်တော်တို့မှာပြောချင်တာဘာလဲဆိုတော့ရလဲအရင်ရခြင်းတဲ့ဒူဆိုရင်ဘာလုပ်ရမလဲဆိုတော့ commit protein ရိုတိန်းကိုပြေဝအောင်စားကိုစားပါဥမာသင်တန်းတက်တယ်ဆိုပါစို့ကျွန်တော်တို့ပြောထားတဲ့ပရိုတိန်းပမာဏဘယ်လောက်စားရမယ်ဆိုတာလေးတွေဒါရအောင်နိုင်အောင်စားကိုသိရဆိုရင်ကိုတည့်ရကို၃နဲ့စားမယ်ဆိုရင်၃နဲ့လုံးပြည့်အောင်စားအဲ့လိုမျိုးပေါ့နော်အဲနောက်တစ်ခုကကိုလို့လို့ရမှာကကာဘိုဟိုက်ဒရိတ်ကစီတက်ကစီတက်လို့ဟာမျိုးလေးတွေကိုလည်းဆော့လို့ရဆော့ရဆိုတော့ဘာလဲဆိုတော့ဥမာအဲ့ပါခါကျကျွန်တော်အချိုရီစားခြင်းတယ်ခါကျကျွန်တော်တို့ဒါမုံလေးစားခြင်းတယ်ဆိုရင်လေ့ကျင့်ခန်း လောက်ခါနီးဖြစ်ဖြစ်လေ့ကျင့်ခန်းလုံနေတုံးမှာဖြစ်ဖြစ်ဒါမှမဟုတ်လေ့ကျင့်ခန်းလုံပြီးသွားတဲ့အချိန်ဖြစ်ဖြစ်လိုမျိုးမှာနည်းနည်းပါထက်စားပြီးလို့ရတယ်လုံးဝကြီးလေးဟိုဝိတ်ချရမလို့ဆိုပြီးတော့မှလေအချိုတွေဖျက်ရမယ်မဟုတ်ဘူးအဲ့လိုမျိုးကြာရင်လည်းကြာလာရင်လည်းမခံနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်တို့တွေကတချို့လေလုံးဝကိုရက်လက်ရချင်းတဲ့တို့ကြောင့်မလို့အချိုလုံးဝဖျက်ထားချင်းတဲ့ရတယ်လို့ဒါမှမဟုတ်နည်းနည်းပါးပါးပါဖြစ်တော့ကိုကစားသွားလဲကိုကရတယ်ဒါခုပုံမှာမူတည်တာပေါ့နော် အချိုးစားရပါစားကျင်တယ်ဆိုရင်လေ့ကျင့်ခန်းနဲ့တွဲပြီးတော့မှစားကြည့်ပါပို့ပြီးတော့မှအချိုးရှိပါတယ်မဟုတ်ဆိုတော့အချိုးကနေမှပေးတဲ့ insulin ဒီ throat တက်မှုက energy ပေးမှုကကျွန်တော်လေ့ကျင့်ရလို့တဲ့ခါကြရင်လေ့ကျင့်ရလို့ပြီးတော့အခါကြရင်လေကျွန်တော်တို့ကိုအထောက်အကူအများကြီးဖြစ်စေတာပေါ့နော်အဲ့လိုပဲကိုကအဲ့လောက်ကြီးတော့ခက်ခက်ကဲကဲမလုပ်ချင်သေးဘူးအဲ့လောက်ကြီးလည်းအားမဆိုင်ချင်သေးဘူးပို့ပါလိမ့်နေပဲလောဆယ်ဝေးချချင်နေရဆိုရင်လည်းလွဲပါတယ်ဘလို့ဖြစ်ဖြစ်တော့ကိုရဲ့ပါစာစာစားတဲ့အနေတိုင်းကို more protein protein တက်ကိုပို့ပြီးတော့မှပအောင်စူးစမ်းပြီးတော့မှစားကြည့် ပို့ပြီးတော့မှခန္ဓာကိုထိရတာလဲလွယ်ပါလိမ့်မယ်နောက်တစ်ခုကကိုကြိုက်ရစားဘာပဲစားစားပေါ့နော်ကိုပေါ့ပါလီစားလိမ့်မယ်စားတဲ့ခါကျရင်လဲဒီ protein ကိုလာရအောင်လာစားကြည့်စားပြီးတော့မှတတ်နိုင်များစားတဲ့များက carry နဲ့နေတွေ့ဝိတ်ဆက်ကြနေမှာဖြစ်ပါတယ်ပြောချင်တာဝိတ်ချတဲ့ခါကျရင် seriously ပေါ့နော်အတိအကျစားပြီးတော့မှဝိတ်ချရလူလည်းရှိသလိုဒီတိုင်းပဲမျောပြီးမှချရလူလည်းရှိတယ်ဘလို့ဖြစ်ဖြစ်တော့ခုနပြောလို့ပေါ့နော်အသားဓာတ်လေးနိုင်အောင်ပူစားခြင်းအဖြစ်ကျွန်တော်တို့ရဲ့စားလို့စိတ်တွေညော့သွားမယ် protein တက်ကိုစားပြီးတော့ကျွန်တော်တို့ခန္ဓာကိုပူထိန်းသိမ်းဖို့ ပို့ပြီးတော့မှလွယ်လာတာပေါ့နော်တုံတုံဆိုဝိတ်ချိုက်ခါကြာရင်အငက်ခံမှဘာလို့အစာခံမှရရဆိုပြီးတော့မှပေါ့နော်ဖြစ်တာပေါ့နော်အခုကျွန်တော်တို့ပြောသလိုမျိုးပေါ့နော်ဒီ protein တွေ fat တွေဒါလေးတွေကိုကကိုကညီမြောက်စားနေသေးတည်းတော့ငက်ခံစရာမလိုပါဘူးနော်ဒီမှာဆိုရင်ကိုရဲ့မေးပလန်ပုံစံလေး diet plan ပုံစံလေးကိုပို့ပြီးတော့မှရှင်းလင်းသွားစေမယ်ထင်ပါတယ်ကျွန်တော်တို့အစားစားတဲ့ခါကြာရင် carbohydrate ခေါ်တဲ့ ထမင်းတက်တွေပဇွန်းဥလိုမျိုးအာလူးလိုမျိုးကျောင်းဖူးလိုမျိုးကာဗိုဟိုက်ဒရိတ်လေးတွေကိုပါမယ်သုံးပုံတစ်ပုံလောက်ပေါ့နော်ပရိုတင်းတက်အမေဒါလာကျင်ရုပ်ဒါလာသားတွေကတတ်နိုင်မြအစီနဲ့အပိုင်းလေးစားရင်ပိုကောင်းတာပေါ့နော်အဲအဲ့အလေးတွေကိုမှဒါကျွန်တော်တို့သတ်မှတ်ထားတဲ့ ီပေါ့နော်အဲ့ဒီစီပမာဏလေးနဲ့ဒါကျွန်တော်တို့စားလို့ရတယ်အဲ့တော့စီဆိုရင်လည်းကိုတက်မှတ်ထားသလိုပေါ့နော်ကိုကတည့်ရကိုထားလိုက်ပါဦးနှစ်ဆုံးစားမလားသုံးဆုံးစားမလားအစီအဖြစ်နိုင်ရင် transfer လို့ခေါ်တဲ့မကောင်းတဲ့အစီတွေကိုပဲရှောင်နိုင်ဖို့ကြိုးစားပေါ့နော်ဒီအစီလေးကိုကျွန်တော်တို့ဘယ်လောက်စားမလဲလို့သိသွားပြီဆိုရင်သိထားရဆိုရင်ဒါလေးတွေကိုကျွန်တော်တို့အသားပဲကြော်ကြော်ထမင်းနဲ့ပဲကြော်ကြော်အရွက်နဲ့ပဲကြော်ကြော်အဲ့လိုမျိုးပေါ့အဲ့ပမာဏတိုင်းကျွန်တော်တို့စားနေသေးတယ် carry ရလည်းနေတော့မှဖြစ်ပါတယ်အချို့ကျတော့လည်းအသီးပိုင်းစားခြင်းနဲ့ဆိုရင်လည်းဒီပမာဏကိုကဒီခုနပြောတဲ့ carbohydrate တွေ protein တွေ fat တွေ အေးဒါလေးတွေပမာဏကွာ carry တိပြီးတော့မှတိသွားပြီဆိုရင်ကိုယ်စားတော့တဲ့ပုံစံလေးတွေကဒီလိုမျိုးအချိုးစားလေးနဲ့ပဲကျွန်တော်တို့စားတယ်ဆိုရင်ကိုယ်စိတ်ကျင်းနေစီမဲပြီးရေရှည်လဲစားလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြထားလို့ပဲဥပမာပုံလေးလို့ပေါ့နော်အသားကိုလည်းလျှော့လို့မရဘူးကာဝိုက်ဟိုက်ဒရိတ်ကိုလည်းအရင်လည်းမတိုးပါနဲ့နည်းနည်းပါလူသူပူလျှော့ပဲဒီထဲမှာပမာဏတစ်ခုချင်းစီရောနည်းနည်းလေးတိုးလိုက်လျှော့လိုက်ပဲလုပ်လို့ရမယ်ဖြစ်နိုင်ရင်ဘာမှမဖြုတ်ပါနဲ့လို့ဆိုရေရှည်ပူသွားလို့ရတာပေါ့နော်ငါတို့ချို့လည်းကီတိုနဲ့အဆင်ပြေနေမလို့အစီနဲ့အသားကြီးစားပြီးတော့မှအဆင်ပြေနေဆိုလည်း ဆက်နာစားသွားပါ no problem ပြဿနာမရှိဘူးတချို့ဆိုလည်းနှစ်ချီကြည်တော်လုံးနေတယ်လို့လည်းအများကြီးပေါ့နော်ကျွန်တော်တို့တက်ကြတော့အဆင်မပြေလို့ရေရှည်သွားဖို့ခက်လို့ကျွန်တော်တို့မစားပါဘူးအဲ့တော့အခုအကြိုက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ diet plan တွေကစဉ်းကျင်စရာကောင်းလားမကောင်းဘူးလားဆိုတာကကိုယ့်ပုံမှာမူတည်သွားပြီကိုယ်နေနဲ့ဘလို့ဖြစ်ဖြစ်တော့အသားနိုင်အောင်စားမယ်လို့ဆုံးဖြတ်ထားရဆိုရင်ဘာမပြည့်စရာအကြောင်းမရှိဘူးကာဘိုဟိုက်ဒရိတ်လည်းပါတဲ့လောက်ပါလို့ရတယ်အစီလည်းဖြတ်စရာမလိုဘူးအဲ့တော့အစီတွေစားထားရတဲ့ကုံစားမှတော့ဒီတနက်ကကျွန်တော်တို့ကို လုံလောက်တဲ့ carry လည်းပြီးတဲ့အပြင်အာဟာရလည်းပြီးတဲ့အပြင်လူကိုပိုက်လည်းမစတော့ပြောချင်တာ weight ချရဲဆိုတော့ကျွန်တော်တို့ short စားတာမဟုတ်ဘူးနော် weight ချရဲဆိုတာဘာတော့စားတဲ့ပုံစံလေးတွေပြောင်းစားတာအရင်တော့ကိုက carbohydrate ခေါက်ဆွဲကြော်ဒီသမင်းကြော်ဒီဒါတွေပဲစားနေတယ်ပေါင်းပေါင်းတွေကြီးစားနေတယ်ဆိုရင်အခုကမဟုတ်တော့ဒါလေး short protein တက်လေးရအောင်စားအရွယ်လေးရအောင်ထက်စီလေးတွေပါရအောင်ဖြစ်တော့လိုအပ်တဲ့လောက်လေးထည့်ပေး အဲ့လိုမျိုးလေးစားတဲ့ပုံစံလေးကရည်ရှည်သွားလို့ရမယ်အဲ့ဒါအောင်မဘယ်အချိန်စားမလဲတချို့ဆိုရင်တရက်ကို3ချိန်အစာအိမ်ကအဆင်မပြေဘူးနည်းနည်းမကြာခဏစားတဲ့အတွက်ကြောင့်မလို့မနေ့တစ်ချိန်နေ့တစ်ချိန်ညတစ်ချိန်စားရဆိုလဲကိုစားတဲ့ပမာဏကတရက်တာလိုအပ်တာထက်နည်းနေသေးသေးကြာနေအောင်ပါပဲတိတ်ပြီးတော့မှအသွေးမများပါနဲ့တချို့ကျတော့ငါမနေ့ပဲစားတာညမစားဘူးအဲ့ကြောင့်မလို့ငါကြာသွားတာကိုကညစာမစားလို့မနေနိုင်ဘူးဆိုရင်သူ့အတိုင်းလိုက်လို့လို့မရအောင်ကိုကကိုနီးကိုဟန်နဲ့လေ့ကျင့်ခန်းလေးကိုလည်းပို့လို့အစားအသောက်လေးခုနပြောသလိုကိုပြောတဲ့ဟာလေးကိုဒါသွားကြည့် ။ "तू อ่ะတကယ်လို့ဒါမနေ့ပဲစားပြီးတော့မှတဏီကုံမစားလို့ကြသွားတယ်။ဒါပေမဲ့တလပဲခံတယ်။ပြီးရင်ပြန်ပြီးဝုန်းတိုင်းကျပြီးတော့မှ तू life sign ပြန်ပြတ်သွားမယ်ဆိုရင်ကိုကရေရှည်မှာကိုကနိုင်မှာ။အဲ့ဒီတော့ကြောင့်မလို့ကိုပျော်တဲ့ဟာနဲ့အစဉ်ပြေးတဲ့ဟာဖြစ်ဖို့လိုတယ်။ ဘယ်သူအတွက်မှဒါရက်ပုံစံမတူဘူး။အကြောင်းမလို့ကျွန်တော်တို့ကလည်းပေါ့နော်အခုဒီမှာမိတ်ဆွေကိုအတွေးပဲပေးလို့ရတာ။အော်ဒီလိုလေးတွေဒီလိုလေးတွေစားလို့ရပါလား။တယောက်တစ်ယောက်လိုအပ်တဲ့ protein တက် carbohydrate fat ဘယ်လောက် စားရမလဲ။သမင်းဘယ်လောက်စားမလဲ။အသားဘယ်လောက်စားမလဲဆိုတော့တယောက်တစ်ယောက်မတူနိုင်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်ဒီမှာတော့ပေးလို့အဆင်မပြေတဲ့အတွက်ကြောင့်မလို့တော့ဒီမှာတော့ကျွန်တော်တို့မထည့်သွင်းတော့ပါဘူး။ဒါပေမဲ့အခုဆိုရင်မိတ်ဆွေမြင်သာသွားပြီ။ short စားတာမဟုတ်ဘူး။အမျိုးစားတွေပဲချင်းစားတွေပြီးဘယ်ဟာတွေဘယ်လောက်ပမာဏ ြောင်းစားရတယ်ဆိုရင်အငက်ခံစရာလုံးဝမရှိဘူးဆိုတာကိုမိတ်ဆွေတွေ့တော့မှထင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့သင်တန်းမှာဆိုရင်ကျွန်တော်တို့သင်တန်းသားတွေကိုဒီချမင်းဘလောက်စားပါ၊ပရိုတင်းဘလောက်စားပါ၊ဖက်ဘလောက်စားပါဆိုပြီးမှကျွန်တော်တွက်ပေးပါတယ်။ကျောင်းတောင်မသူဘောနော်။အဲ့ဒါလေးပေါ့မူတီတို့မှသူတို့ကချမင်းပိုစားတတ်တယ်လို့ဆိုရင်ချမင်းလေးကိုပမာဏပိုပြီးတော့မှများပေးပြီးတော့မှပရိုတင်းလေးကိုနည်းနည်းလေးလိုအပ်တယ်လို့ short စားချိန်စားလို့ရအောင်ဖန်တီးပေးထားတယ်၊စီစဉ်ပေးထားတယ်။အဲ့တော့အဲ့လိုစားခြင်းအဖြစ် ပြောချင်တာကကိုပြောတဲ့ပမာဏလည်းစားတယ်လို့ရက်လက်မရဘူးဆိုရင်လည်းကျွန်တော်တို့ overall စားတာများနေလို့လားဆိုပြီးမှပြန်ပြီးတော့မှပြန်လျှော့ပြီးတော့မှနည်းနည်းချင်းစီပြန်ပြီးတော့မှအချိန်ကြီးကြည့်ပြီးတော့မှကျွန်တော်တို့သွားချင်းအဖြစ်ရက်လက်တွေကိုတဆင်းပြီးတဆင်းသေးချအောင်ကျွန်တော်တို့သွားတဲ့ပုံစံမျိုးကိုသွားပြတာဖြစ်ပါတယ်ကာဘိုဟိုက်ဒရိတ်ကိုခေါ်တဲ့ဒီကစီတက်ဖြစ်တဲ့ထမင်းဖြူတို့ပေါင်မုံတို့ကကစွန်းဥတို့အာလူတို့ကိုဘယ်ကကြိုက်တော့ဒါမှမဟုတ်ခောက်ဆွဲလား ရွေးလိုက်ရုံပဲရွေးပြီးတော့မှအဲ့ပမာဏဘယ်လောက်စားရမယ်ဆိုတာကိုကျွန်တော်ညွှန်းပြလိုက်တယ်အဲ့မှာကာဘိုဟိုက်ဒရိတ်ဘယ်လောက်စားရမယ်ဆိုတာသိသွားပြီပရိုတိန်းဘယ်လောက်စားရမယ်ဆိုတာလည်းတွေးထားခိုင်းပါတယ်ကြက်သားရွေးမလားအမဲသားရွေးမလားပုစံရွေးမလားကြိုက်ရာကိုရွေးပြီးတော့မှစားလို့ရမယ် ပြီးရင်အစီအစဉ်လည်းတရက်ကိုတက်နက်ကိုဘယ်နှစွန်းစားလို့ရမလဲဇွန်းတော့လားတစွန်းလားအဲ့လိုတည်ခြင်းအပြည့်ဒီအစားအသောက်တွေကိုကြိတ်တယ်လို့တုတ်စားစားကြောစားစားပေါ့နော်ပေးထားတဲ့ KW ထဲကိုဝင်နေသေးတူရေ okay ပါတယ်ဒီမှာကျွန်တော်တို့အသီးရွက်တွေပါတွေတို့တော့တအားကြီးထဲမတွက်တော့ပါဘူးဘာလို့ဆိုတော့အဲ့လောက်မလိုလို့ပေါ့နော်တကယ်လို့ဒါကိုကလေးချင်းခန်းကိုဒါတိတိယောက်လေးလုံနေတယ် carry ကမိုင်းတစ်စင်ကပြောက်ပြရဆိုရင်ဒါယော့ယော့နေဆိုရင်ဒါတွေ ကကျွန်တော်တို့ကိုဗိုက်ပြည့်အောင်လည်းဖြည့်ပေးရပြင်ရီရှီကိုလည်းသွားဖို့အတွက်ရောပြီးရင်နောက်တစ်ခုကဗီတာမင်နဲ့မင်နရယ်ဓာတ်တွေလည်းရစေအတွက်ကြောင့်မလို့ဒါတွေကိုတော့ ီမှာတက်တက်ထည့်ပြီးတော့မှမပြောတော့ဘူးပေါ့နော်ဆိုတော့စားလို့ရပါတယ်ဒီမှာဆိုရင်ပမာဏအများကြီးထဲမှာပါတယ်ပုံလေးကိုကြည့်လိုက်မယ်ဆိုရင်တော့မှအသီးအနှံတွေအသီးရွက်တွေဆိုတာတော့မှအများကြီးစားရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့စားလို့လည်းရတယ် carry နဲပါတယ်အကြောင်းမလို့စိတ်ချလက်ချစားပါအဓိကအစီပမာဏကိုပဲဂယူဆိုင်ပါပေါ့နော်အဲ့တော့ကိုစားမဲ့ပမာဏတည်ရဆိုရင်အများကြီးပြင်လို့ရပါတယ်ဒီလိုပုံစံနဲ့ကျွန်တော်တို့သင်တန်းထဲမှာသင်တန်းသားတွေရက်လက်ကောင်းတွေရအောင်ယူကြတာဖြစ်ပါတယ် ဒါကြောင့်မလို့မိတ်ဆွေမှတ်ထားလိုက်ပါ လုံးဝမှတ်ထားလိုက်ပါဝိတ်ချရဲဆိုတာက short စားတာမဟုတ်ပါဘူးကိုစားနေတဲ့အမျိုးအစား type ကိုစားနေတဲ့အချိန်ဘယ်ချိန်နေစားတာတော့ပြီးရင် amount မာဏဘလောက်စားလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပဲစားတာဖြစ်ပါတယ်ငတ်ခံစရာမလိုပါဘူးစိတ်တိုင်းကြစားပြီးတော့မှလည်းကျွန်တော်ပိန်နိုင်တယ်ဝိချရဲဆိုတာတင်တော့မခက်ပါဘူးအထာလေးတည်တိုင်းလွယ်လွယ်လေးနဲ့ပြောစရာကောင်းပြီးတော့တသက်လုံးပြန်ပြီးတော့မှကိုဟာခန္ဓာကိုထိန်းလို့ရတဲ့အရာမျိုးဖြစ်တယ်ဆိုတာကိုမိတ်ဆွေနားလည်သွားမယ်ဆိုရင်အခုဒီဗီဒီယိုလေးကျွန်တော်ရှင်းပြရတာဝန်နာပါတယ်အခုဗီဒီယိုကြည့်ချင်းအပြည့်ကောင်းတော့အရာတွေရခဲ့တယ်ဘုဒ္ဓတအစ်တွေရခဲ့တယ်ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ yes လို့မှတ်ခဲ့ပြီးတော့မှကိုပယ်မြို့ကနေကြည်နေဆိုတာကိုလည်းမှတ်ခဲ့ပေးလိုက်ပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ဆုံကြပါမယ်ဒီကြားထဲမှာတရံမြအစားတောက်လေး view site တရံမြကိုလက်လှောက်ရှာဖို့အတွက်ကိုလည်းအားပေးလိုက်ပါတယ်